အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့မိဘနှစ်ပါးကအိမ်ရောက်ပြီးတော့သမီးကိုပဲပတ်စံအကုန်ပေးလို့အိမ်မော်ကမောင်းချနေတဲ့တားရဲ့ရုပ်တံဘရူဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဘရူဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးပဲမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာဟာလည်းပေးကြအကြောင်းမရှိတော့ဘူးမပေးဘူး ဘာမှပေးကြတော့သူတို့လည်းနည်းနည်းပါးပါးခံကြအောင်လေဟတုံးပစိုက်ကြီးလည်းအကုန်လုံးမဝိုင်းမနေကြအောင်လေခံကြလေဒီကောင်မောက်ခံလေသူ့ရောက်သားမရှိဘူးလားသူ့ရောက်သားခံခိုင်းလေသူ့ရောက်ကြလေလေးရနေနေတော့မဟုတ်ဘူးကအေးနေနေတော့ဘာဘာနေနေတော့မရှိဘူးအေးမသိဘူးလေသူ့ရောက်ကြလေလေးရအေးမသိမပြောနဲ့လေဒီရောလာမသိနဲ့ဒါကျွန်တော်တို့နှောင်းနာမယ်လုံးဝထိလို့မရဘူးမနေချင်းကိုသမီးကိုကိုယ်ကိုသမီးကိုတားနေကြရှင်းတယ်နော်ဘာမပြောနဲ့လုံးလုံးအကြည့်ဝပါဘီ ်ငေါတယ်မပေးနိုင်တရားလည်းမပေးနိုင်ဘူးအကျင့်နဲ့သွားနေတို့တို့လိုရင်းနဲ့ငွေအမပေးပေးနိုင်ဘူးလားအိုင်မ90လောက်ပို့ရဲအဲ90နဲ့ဒီမှာအဲ90ယူတော့တိုင်နေလားဒီ90ယူရရဆာမပြောနဲ့တသက်လုံးမကြည့်ဘူးအဲ့အကျွေးက90 90 90 90အဲ့ဒီ90တွေကကျွန်တော်ပေးခဲ့တဲ့နှုံးကနေတဲ့ပတ်စံမဟုတ်ဘူးနော်နေတဲ့ပတ်စံမဟုတ်ဘူးဟုတ်ဒါလုံလုံးအကြည့်အဲ90လဲကွာမိဘမပီးသားမိဘပေးရဆိုတော့ဟိုမှာစားကြုတ်ထုတ်သွားလို့ ကျွန်တော်တို့ငရဲမပင်းနဲ့ဒီအင်္ဂလာမထိနဲ့မနေချင်းစင်းသွားမနေဟိုအိမ်မှာသွားနေကျွန်တော်တို့နေကြမှာမဟုတ်ဘူးဒီမှာနေရှုပ်မှာရောက်လို့နော်ဟုတ်တယ်ရှုပ်မှာမလောက်ပါနဲ့ဝင်းမရှုပ်ဘွားပြောက်သွားမှလာပြီးနှမျောမနေနဲ့စောကြီးတဲ့စင်းစားဒါဒါဒါဒီလိုရဒီလိုဖြစ်မယ်ဆိုကျွန်တော်ပြောခဲ့ဒီလိုဖြစ်ရင်ဒီလိုတော့မယ်ကျွန်တော်နေကြအိမ်ပုံမယ်လို့ပြောရဲကျွန်တော်နေကြအိမ်ပုံပါလို့ပြောတဲ့ဥစ္စာကိုလောက်တာကုန်မသိဘူးကျွန်တော်မသိဘူးကျွန်တော်လာမှာပြောတယ်မသိဘူးဟောဒီရင်လောက်လို့မရဘူးအမေ ်သက်ဆောင်လည်းလေးလုံးပုံကြည့်လိုက်အောင်ဒီအိမ်လာပြီလို့မရဘူးဒါကျုပ်တို့နာမည်နဲ့မနေချင်းသွားကိုသမီးကိုသွားလိုက်ဖေမေဆိုတာတရားတော်ကရောက်ရမယ်အတရားတော်ကိုအကုန်မဲ့ပေးလို့လုံးဝအတူဝပြီလေကဲလုံးလုံးအတူဝလေဖေမေကတော့ရောက်တဲ့လူသမီးကိုပဲသူကသုံးယောက်မွေးထားလေသုံးယောက်တော့ကြည့်လေဒီရောဒီကလေးကဘယ်လိုနေမလဲဒီကလေးကဘယ်လိုနေမလဲဟမ်ဦးသားမပေးလို့မရတော့ဟောမများနေပြီလေ က်ငဲတဲ့ပဿနာမဟုတ်တာစဉ်းစားကြည့်ဒီအုံလုံးလေးပါတင်းနေမှာ3လေးစိတ်3တော့မနေဘူးလားအဲ့ကောင်မှပြုံးတာလေအိမ်မှာကုန်းနေဟိုကငဲတဲ့ပဿနာမဟုတ်ဘူးခုငါပြောပြီးပါလားကဲအဲ့ဒါကဒီတားတပြည့်ကိုမဆွလွန်နိုင်ဘူးဆိုရင်တော့ကျွန်တော်ပြောတာကိုသမီးအိမ်ကိုလိုက်နေငါ